မိတ်ဆွေများလို့မင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမှာတော့ကြောက်သားအကြောင်းအရာဖြစ်ပါတယ်လူအများစုသိကျနေကြတဲ့ဒီကြောက်သားအကြောင်းအရာကိုကျွန်တော်ဒီနေ့အချက်အလက်တွေရေးပြီးတော့အသေးစိတ်ကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲတော့ကြောက်သိလုပ်ငန်းကိုအခုမှစတင်လေ့လာနေတဲ့မိတ်ဆွေများအတွက်ပို့ပြီးလေ့လာလို့ကောင်းအောင် ကျွန်တော်ကအသေးစိတ်လေးရေးပြပေးထားပါတယ်အရင်ဆုံးကျွန်တော်တို့ကဒီကြောက်သားအကြောင်းပြောမယ်ဆိုရင်ကြောက်သားအကြောင်းမပြောခင်မှာကျွန်တော်တို့ကြောက်စီကြောက်သားဆိုရင်ကျွန်တော်တို့ကရမ်းလျှော်အခွန် ဒါတို့သိထားပါမယ်အဲ့တော့ကြောက်စီရဲ့ကြောက်တန်းရဲ့ဘေးကနေလာလဲဆိုရင်ရန်ရဲ့လျှော်ရဲ့အခွန်ရဲ့အဲ့ဒီကနေလာပါတယ်ရန်လျှော်အခွန်ဆိုတာကတော့ဒါကတော့အခွန်ပါဒီအခွန်မှာကတ်နေတဲ့ကျွန်တော်တို့ဒီလင်း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 လေးတွေကိုကျွန်တော်ရန်လို့ခေါ်ပါတယ်အဲ့ဒီဟာကိုမှနောက်ထပ်ဒီမှာပဲကတ်နေတဲ့ကျွန်တော်တို့အမဲရောင်အစည်းလေးပဲเนาะဒီလိုဟာလေးတွေကိုကျွန်တော်ကလျှော်လို့ခေါ်ပါတယ် ဒါကြောင့်မမေးစီတို့ကဒီကျွန်တော်တို့အတွင်းထဲကကြောက်စီရဲကြောက်သားရဲဒါကိုနားလည်ဖို့အတွက်ဆိုရင်ကျွန်တော်တို့တိထားမှာဒီရန်ချော်အခွန်အဲ့ဒီ၃ချက်ဖြစ်ပါတယ်အဲ့တော့ဒီ၃ချက်ကိုကျွန်တော်နောက်ဗီဒီယိုလေးဆက်တင်ပေးပါမယ်ဒီနေ့ကတော့ကြောက်သားအကြောင်းလေးကိုအသေးသေးကျွန်တော်ဆက်ပြောပေးပါမယ်โอเคကျွန်တော်တို့ကြောက်သားအကြောင်းကိုအရင်ဆုံးပြောမယ်ဆိုရင်လူအများစုသိကျင်နေကြသည်ကြောက်သားဘယ်နှမျိုးရှိလဲ ဒါမျိုးတွေအများအားသိနေကြပါတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီနေ့ရှင်းပြမှာဒီကြောက်သားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လက်ရှိဈေးကွက်မှာကြောက်စိမ့်လုပ်ငန်းကိုလုပ်ကင်နေကြတဲ့လူအများစုသတ်မှတ်ထားကြတဲ့အချက်လက်လေးကိုကျွန်တော်ရေးပြပေးပါမယ်ဥပမာအားဖြင့်နံပါတ်1ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့ကျွန်တော်တို့ကြောက်သားလို့ပြောလိုက်ပြီးဆိုရင်ကျွန်တော်တို့ကြောက်သားထဲမှာပါလာသည်ကြောက်သားနုတာရှိမယ်ပြီးရင်ခါးသားအောက်ရှိမယ်နောက်တစ်ချက်ကခါးသားရှိမယ်ပြီးရင်ခါးတန်တာရှိမယ်ပြီးရင်ခါးတန်တန်ပေါ့ ခန်းတန်တာတဲ့ကိုပို့ပြီးတော့နည်းနည်းပို့ပြီးတော့ကြော်သွားလို့ပို့ပြီးတော့အဲကြောက်သားပို့ကောင်းသွားလို့အဲ့ဒါမျိုးကျွန်တော်ခါတန်တန်လို့ခေါ်တာပေါ့နော်အဲ့တော့ခါတန်တန်ရှိမယ်ခါတန်တန်ပြီးပြီဆိုရင်ကျွန်တော်တို့အသက်ဆန်းရှိမယ်အသက်ဆန်းတော့လူတိုင်းကြားဦးမယ်ထင်တယ်အဲ့တော့အသက်ဆန်းပြီးရင်ကျွန်တော်တို့ရေခဲသားရှိမယ်ရေခဲသားပြီးပြီဆိုရင်ကျွန်တော်တို့အမြင့်ဆုံးအသားကြောက်သားဖြစ်တဲ့ကျွန်တော်တို့ဖန်သားမှန်သားကျွန်တော်တို့ဘော်ဒီသားလို့လည်းခေါ်တယ်တရုတ်လူဆိုရင်ပေါ်လီဂျုံလို့လည်းခေါ်တယ်အဲ့ကျတော့ဒီအသားတန်းရှိမယ် ဥမာအဲ့ဒီကျွန်တော်အသားထဲအရာတတ်မှတ်မယ်ဆိုရင်တော့1 2 3 4 5 6 9 10ရှိခုလိုပဲဒါပြောရမှာပေါ့နော်အကြမ်းမြင့်အရာတော့အဲကျွန်တော်ကဒါကတော့ကျွန်တော်တို့အရေးအတွက်ကိန်းကနေအရာပြောရင်ဒါပြောလို့ရပါကျွန်တော်တို့အဲ့ဒီလိုမျိုးဒီရှိခုကိုပဲပုံနေတတ်မှတ်ထားလို့မရပါဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကြောက်စင်းရဲ့ကြောက်အသားဒီသူ့ရဲ့အပြင်မှာပါတဲ့ရန်လျှော့အခွန်အဲ့ဒီပုံမှာဖြစ်တည်ပြီးတော့မှသူဖြစ်ရှင်တို့လိုမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ ကြောက်တာနုတယ်ဆိုရင်လည်းအရင်နုတာမျိုးလည်းဖြစ်ခြင်းဖြစ်မယ်။နည်းနည်းနုတာလည်းဖြစ်ရင်ဖြစ်မယ်။မနုမရင်လည်းဖြစ်ရင်ဖြစ်မယ်။ခါသာအောက်ဆိုရင်လည်းခါသာအောက်ကိုအရင်ရောက်သွားလည်းဖြစ်မယ်။ခါသာအောက်ကိုညီညီနာနာလည်းဖြစ်ရင်ဖြစ်မယ်။ဒါကြဆိုရင်လည်းခါသာခါသာရတာလည်းရှိမယ်။ခါသာပူကြော်သွားတာလည်းရှိမယ်။ခါသာကိုအနေငယ်ရော့နေရလည်းရှိနိုင်တယ်။ နောက်ချက်ကခါတန်တာခါတန်တာဆိုရင်လည်းနည်းနည်းတန်တာရှိမယ်မများတန်တာရှိမယ်ဒါမှုတွေလည်းဖြစ်နိုင်သေးတယ်နောက်ချက်ကကျွန်တော် အသက်ဆန်းအသက်ဆန်းမှဆိုရင်လည်းကျွန်တော်ကြောက်တာအသက်ဆန်းလုံးဝကြီးပြီးရှင်းနေရမျိုးလည်းရှိသလိုကျွန်တော်အသက်ဆန်းမှဆိုရင်လည်းပုံသွားတာတွေထွေးသွားတာတွေနောက်သွားတာတွေအသက်ဆန်းကိုနည်းနည်းယော့သွားတာတွေဒါမျိုးတွေလည်းရှိနိုင်ပါတယ်နောက်ချက်ကရေခဲသားရေခဲသားမှာဆိုရင်လည်းမိတ်ဆွေတို့ကြားဦးမှာပဲရေခဲတပတ်ကြတို့နောက်တစ်ချက်ကကျွန်တော်တို့ဘောကြီးတပတ်ကြတို့ဒါမျိုးတွေလည်းရှိပဲအဲ့တော့ရေခဲသားမှာဆိုရင်လည်းရေခဲသားလိုမျိုးပဲလုံးဝရေခဲတုံးလိုမျိုးပဲ ြည်လင်ရှင်းပါတန်ရှင်းပြီးတော့လှပတွေရဲ့ကြောက်သားမျိုးလည်းရှိမယ်ရေခဲသားပုံစံမျိုးကိုမှမုံနာရီနောက်တာရီထွေးတာတွေအညီမရှင်းတာတွေအဲအဖြစ်အမောက်တွေဒါမျိုးတွေဝင်သွားတာမျိုးတွေလည်းဖြစ်နိုင်တယ်နောက်ချက်ကကျွန်တော်ဗိုလ်ကြီးသားမှဆိုရင်ဗိုလ်ကြီးသားအမြင့်ဆုံးအသားအကောင်းဆုံးသားဖန်သားမှန်သားလည်းရနိုင်တယ်ရှိနိုင်တယ်ဖြစ်နိုင်တယ်ဒို့ပေမဲ့လည်းတချို့ကြောက်တယ်မှဆိုရင်လည်းဗော်ဒီသားတော့ဗော်ဒီသားပဲဗော်ဒီသားကိုနည်းနည်းညော့သွားတာနည်းနည်းထွေးသွားတာမှုန်သွားတာနောက်သွားတာဒါမျိုးတွေလည်းဖြစ်နိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီကြောက်သားအဲဒီကို မိတ်ဆွေတို့ကရေးဘူးရအားဖြင့်တိထားတယ်ဆိုရင်တော့လုပ်ငန်းခွင်မှာဒီပုံစံဒီနဲ့နှိစက်ရာတွေကိုတည်တည်ချာချာတွက်ဆပြီးတော့တည်တည်ချာရှင်းချိန်ပြီးတော့အရောင်းဝယ်လုတ်ကင်လို့ရပါတယ်ဒါကြောင့်မိတ်ဆွေတို့ဒီအချက်လက်တွေကိုပုံနေသတ်မှတ်ထားလို့မရဘူးဒီအချက်လက်တွေကိုတိထားဖို့တော့လိုတယ်ဒါတွေကိုတိထားပြီးဆိုရင်ဒါတွေကိုကြည့်ပြီးတော့ဘလို့ရမ်းမျိုးဘလို့နေထိုင်မျိုးရှိလဲဆိုတော့ဆက်ပြီးတော့လေ့လာရမှာဖြစ်ပါတယ်ဒါကြတော့ကျွန်တော်တို့ကကြောက်အသားတန်းနဲ့မိတ်ဆွေတို့ မေးတာများကြတဲ့အတွက်ကြောင့်မလို့ကြောက်သားတန်းရဲ့အနေထားအရာလက်ရှိကျွန်တော်မန္တလေးဈေးကွက်တော်လည်းကောင်းဖားကံမှာတော်လည်းကောင်းလူအများစုကတော့ဒါမျိုးလေးတတ်မှတ်ထားကြတယ်အဲ့ဒီတည်းကနေပြီးတော့မှပဲကျွန်တော်တို့ကဒီကျွန်တော်ဆွမ်းလိုက်ပြောသလိုလိုတိုးပူလျှော့ကျွန်တော်တို့ထည့်သွင်းစဉ်းစားပြီးတော့မှပဲလောက်ရတာဖြစ်တယ်ဒါကတော့ကျွန်တော် ဒါမိတ်ဆွေတို့ကအရှိကံသဘောတရားအရာအနည်းငယ်ရှင်းပြပေးတာဖြစ်တယ်။နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ဒီကြောက်အသားတန်းကြောက်အသားတန်းနေပြီးပြီဆိုရင်အဲ့ဒီကြောက်အသားမှာကျွန်တော်တို့နောက်တစ်သိရမှာဒီကြောက်အသားရဲ့အသက်ခံအယောင်ဖြစ်တယ်။အဓိကအသက်ခံအယောင်ဆိုတာကဘာကိုပြောချင်တာလဲဆိုရင်ကျွန်တော်တို့ဒီလိုကြောက်စင်းဖြတ်သားတွေမှာဖြတ်ထားတဲ့ဖြတ်သားတွေမှာကျွန်တော်အသက်ခံကြောက်သားရဲ့အယောင်ဒီအသက်ခံဖြူနေတာမျိုးလည်းရှိတယ်အသက်ခံဝါနေတာမျိုးလည်းရှိတယ်အသက်ခံရှိတ်သွားတာမျိုးလည်းရှိတယ် အတကံဖြူတယ်ဆိုတာကျွန်တော်တို့ကြောက်သားကိုတို့ဖြတ်လိုက်တဲ့အခါမှာဒီလိုမျိုးဖြတ်ထားတဲ့နေရာတွေမှာတခြားကြီးချင်းအဖြစ်မဖြူဖြူလေးတွေအဲ့လိုမျိုးကိုဥပမာအဖြစ်ဒါမေးစလို့ပြပေးတာပါအဲ့လိုဖြူသွားတဲ့နေရာမျိုးတွေဝင်တတ်တယ်မျိုးတွေရှိပါတယ်အဲ့လိုမျိုးကိုကျွန်တော်တို့ကဒါအတကံဖြူတယ်လို့သတ်မှတ်ပါတယ်အဲ့တော့နောက်တစ်ချက်ကအတကံဝါတာအတကံဝါတယ်ဆိုတာကျွန်တော်ဥပမာအဖြစ်ကျွန်တော်တို့ ီကြောင်လေးရှိပါမယ်ဒီကြောင်မှာဆိုရင်ဒါကတော့အဝါရောင်ပြောချင်တာပါအဲ့တော့အတကန်ဝါရဲဆိုဒီလိုမျိုးအဝါရောင်တွေကနေပြီးတော့ကြောက်သားကိုကြောက်ရဲ့အတွင်းအသားကိုအဝါရောင်ဝင်သွားတာမျိုးကိုဆိုလိုတာပါအဲ့မို့ကြောင့်အတကန်ဝါရဲလို့ခေါ်ပါတယ်နောက်ချက်ကအတကန်ရိတ်အတကန်ရိတ်တယ်ဆိုတာကလည်းကျွန်တော်ဒီလိုကြောက်ရဲ့ဒီအသားတန်းကကျွန်တော်တို့တာမန်လင်းရပုံစံမျိုးလင်းတာမဟုတ်ဘဲနဲ့မိထုတ်လိုက်တဲ့အခါမှာအရေးကြနေတဲ့ပုံစံမျိုးလင်းတာမျိုးကိုကျွန်တော်ကဆိုလိုတာဖြစ်ပါတယ်ဥပမာအပြင်မိတ်ဆွေတို့နားလည်အောင်ဘယ်လိုပြောမလဲဆိုရင်ကျွန်တော်တို့လူတစ်ယောက် အရေးထဲကနေပြီးတော့နေပူကြည်တာနဲ့နေပူမှာရက်ပြီးတော့နေပူကြည်တာနဲ့ကျွန်တော်တို့အဲမျက်လုံးကနေပြီးတော့ကြည်ရတဲ့ပုံစံမတူသလိုပဲမိတ်ဆွေတို့လည်းဒီအတက်ခံရိတ်တယ်ဆိုတာကိုအဲ့ဒီပုံစံမျိုးနဲ့စမ်းသက်ပြီးတော့ကိုယ့်ကိုလေ့လာလို့ရပါတယ်အရေးကြသွားတဲ့ကြောက်ဒီမိထိုးတဲ့အခါမှာရှက်ရှင်းမလင်းပါဘူးမောင်မောင်နဲ့အရေးအယောင်ကြထားတဲ့တခုခုကလွမ်းရှုံသားသူမျိုးခံစားရတာမျိုးကိုဆိုလိုတာပါအဲကြတော့မိတ်ဆွေတို့ကဒီလိုအတက်ခံဖြူတဲ့အတက်ခံဝါအတက်ခံရိတ်တာမျိုးတွေ့ရဆိုရင် တတိထားပြီးဝယ်ရပါမယ်။ဒါမျိုးတွေကိုမိဆွေတို့ခြောင်ချနိုင်အောင်လေမိဆွေတို့တတိချာလေ့လာရပါမယ်။ဘာကြောင့်လဲဆိုအတက်ကန်အရန်ဖြူသွားရင်လည်းမကောင်းပါဘူး။အတက်ကန်ဝါသွားရင်လည်းမကောင်းပါဘူး။အတက်ကန်ရိတ်သွားရင်လည်းမကောင်းပါဘူး။ဘာကြောင့်လဲဆိုကျွန်တော်ကြောက်စိမ့်ကိုအလျှော့တဲ့အလှထုတ်တဲ့နေရာမှာဒီလိုအတက်ကန်ဖြူညာတွေဝါညာရိတ်တာဒီကဒီလိုအလျှော့တဲ့ထုတ်တဲ့နေရာမှာအလှတရားကိုသူကမလှစေပဲနဲ့အလှတရားပို့ပြီးတော့ညော့သွားအောင် လုတ်တဲ့ပုံစံမျိုးတွေတက်ရောက်နေတဲ့အတက်ကြောင့်မလို့ဒါမျိုးတွေကိုကျွန်တော်တို့ကခြောင်ချပါမယ်ဥမာ အသက်ခံဖြူတာဆိုရင်တော့တခုကောင်းတာဒီအသက်ခံဖြူတာဒီကျွန်တော်ကအရေးနဲ့တွဲတယ်ဆိုရင်တော့အသက်ခံဖြူတာကိုရွေးချယ်ပြီးတော့ဝယ်တင်ပါတယ်အလုံးမမဟုတ်ဘူးအရေးမပါဘူးအသက်ခံဖြူနေတယ်အဲ့လိုမျိုးဆိုရင်တော့မဝယ်တင်ပါဘူးဘာကြောင့်လဲဆိုတော့အသက်ခံဖြူတယ်ကြောက်စီလည်းမပါဘူးဆိုရင်ဒီကြောက်ဒီကျွန်တော်အ short လုပ်တဲ့နေရာမှာမလာတော့ပါဘူးဒါအခြေခံသဘောတရားပြန်ပြောပြပါအသက်ခံဝါတာဆိုရင်လည်းအသက်ခံဝါနေတာဒီကျွန်တော်တို့တာမန်ကြောက်သားတွေမှာအသက်ခံအဝါကြောင်ကြီးတွားပြီးဝင်သွားပြီးဆိုရင်သူ့ရဲ့ကြည်လင်မှုသူ့ရဲ့တောက်ပမှု original အရောင်ရဲ့လှပမှုတွေမရှိတော့ပဲအဲ့ဒီအဝါရောင်ဒီအညစ်ရောင်ပေါ့နော်အဲ့ဒီအဝါရောင်တွေရဲ့လွှမ်းရှုံမှုကိုခံစားရတဲ့အတွက်ဒီအဲ့ဒီကြောက်တွေဒီလေအချောတွေထုတ်တဲ့နေရာမှာ လှပတင်တော့မလှပဘူးဒါကြောင့်မလို့မိစုတို့ကအသက်ခံဝါတာကိုလည်းရှောင်ချရပါမယ်တည်ထားရပါမယ်နောက်တစ်ခုအသက်ခံရိတ်တာအသက်ခံရိတ်တာဒီလည်းဆက်နေကျွန်တော်ပြောသလိုအရေးကြတာဖြစ်သွားတဲ့ကြောင့်မလို့မိစုတို့ကအလျှော်တဲ့လုပ်ငန်းလုပ်တဲ့နေရာမှာအလျှော်တဲ့ထုတ်တဲ့နေရာမှာလည်းအလျှော်တဲ့ထွက်လာတဲ့အချိန်မှာလည်းဒီကြောက်ရအသားဒီအသက်ခံရိတ်နေရတဲ့အရေးကြသူဖြစ်နေရတဲ့ကြောင့်မလို့မှိုင်းမှိုင်းနဲ့တိမ်မလှပဲနဲ့အဲ့ဒီလိုမျိုးထွက်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့မိစုတို့ကဒီကြောက်အသားလို့ပြောလိုက်ပြီးဆိုရင်လည်းဒီကြောက်အသားတန်းတွေကိုတိပြီးဆိုတာနဲ့ဒီကြောက်ရအသက်ခံ ဖြူတယ်ဝါတယ်ရိတ်တယ်ကိုလည်းနားလည်ထားပါမယ်တီကိုတီထားပါမယ်။ဘာကြောင့်လဲဆိုရင်ကြောက်စိတ်လုံးစုတို့ဖြတ်သားတို့လှုပ်တာပဲဖြစ်ဖြစ်အျောတယ်လှုပ်တာပဲဖြစ်ဖြစ်ဒီအသက်ခံဖြူတာဝါတာရိတ်တာဒီဒါတွေကလုံးဝကိုတီထားမယ်အချက်လက်တွေဖြစ်ပါတယ်။အဲ့ဒါပြီးပြီဆိုရင်တော့မိတ်ဆွေတို့တီထားမှာဒီဒီအချက်လက်နှစ်ချက်ကတော့ဒါအရေးကြီးဆုံးအချက်လက်နှစ်ချက်ပေါ့နော်။အဲ့ဒါပြီးပြီဆိုတော့မိတ်ဆွေတို့ကြားဘူးကြားတဲ့အောက်ကနေဒီကျွန်တော်ရေးထားတာရှိပါတယ်။ အဲ့လေးကဘာလဲဆိုရင်မိတ်ဆွေတို့ကြောက်မှုအချက်လက်ဒီပါကြောက်သားပိတ်တယ်ကြောက်သားထွေးတယ်ကြောက်သားမုံတယ်ကြောက်သားရွှဲတယ်ပြီးပိန်းဥတာညက်ချောတာဖျောင်းတာဝက်တစီတာကျွန်တော်ပြောဖြူကြီးတာနုကြီးတာကျဲလင်းတာပြီးတော့ကြောက်သားပြက်တယ်ကျွန်တော်အဲ့လိုမျိုးရေးထားပါတယ်အဲ့ကျတော့ဒါတွေကကျွန်တော်အချိန်ကန်သဘောတရားအရာမိတ်ဆွေတို့ရေးပေးတာအဲ့ကျတော့ဒီအသားတန်းနေဒီလေကိုကျော်သက်ရေဒီအချက်လက်တွေထဲမှာမပါဘူးလားဆိုရင်ကျွန်တော်ကဒီအချက်လက်တွေဒါကျွန်တော်အသားတန်းအဆင့်ကိုကျွန်တော်ဒါခွဲခြားတာပါ ဒီဟာတွေသည်အသားတန်းရဲ့အတွင်းထဲမှာဝင်သွားတဲ့အသားတန်းရဲ့အယောင်တွေဖြစ်တည်မှုတွေအသားတန်းရဲ့သူ့ရဲ့ဒီအခွန်အနေလာတဲ့ဒရီတွေအဲ့ကနေပြီးတော့ဖြစ်တည်သွားတဲ့ဒါတွေကဖြစ်တဲ့လက္ခဏာတွေပါဒါကြောင့်မို့ကျွန်တော်ဒီလိုနှစ်ခုကိုခွဲယူပြီးထားပါအဲ့ကျတော့ဟုတ်ပြီကျွန်တော်တိထားမှာဒီကြောက်သားပိတ်တယ်ကြောက်သားပိတ်တယ်ဆိုတာဒီ ဘုရားနေလာတာဆိုရင်လေကြောက်သားလို့ပြောလိုက်ပြီမိစ္ဆာကြောက်သားဆိုကြောက်သားထဲမှာပါတယ်လို့မိစ္ဆာတို့တတ်မှတ်ပါမယ်အဓိကကြောက်သားပိတ်သွားရတဲ့အကြောင်းရင်းဒီကြောက်သားမလင်းမဲ့တဲ့ကြောက်သားပိတ်သွားရတဲ့အကြောင်းရင်းဒီကျွန်တော်တို့အဓိကကတော့အခွန်နဲ့သက်ဆိုင်ပါတယ်အဲနောက်တစ်ချက်ကလည်းချော်နယ်လေးအနေငယ်သက်ဆိုင်ပါတယ်ဒါတွေကိုမိစ္ဆာတို့ကကြောက်စင်းလုပ်ငန်းကိုလောက်ကန်ရင်းနဲ့အတွေ့အကြုံတွေများလာရင်ကြောက်တည်နဲ့ကျွန်တော်က ဗီဒီယိုတွေတိတိကျကျတင်ပြီးတော့မိတ်ဆွေတို့တွေ့သွားရင်တော့အခုကျွန်တော်ရှင်းပြတဲ့သဘောတရားကိုကောင်းကောင်းနားလည်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဆက်ပြီးရှင်းပြပေးပါမယ်အဲ့တော့ကြောက်သားပိတ်တာဒီလေအခွန်နဲ့သက်ဆိုင်ပါတယ်နောက်တစ်ခါကြောက်သားထွေးသွားတာကြောက်သားထွေးရဆိုတာကကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ပြမယ်ဆိုရင်ကျွန်တော်စောနာကပြတဲ့ကြောက်လေးနဲ့ပဲကျွန်တော်ပြပေးပါမယ်ဒီကြောက်သားနဲ့ဒီကြောက်သားနဲ့နှစ်ခုကိုရှင်းကြည့်ပါဒီကြောက်တွေမှာဆိုရင် ဒီနေရာဒီကျွန်တော်ဖြူဖြူမုံမုံထွေးထွေးပါနော်ဒီနေရာဒီနည်းနည်းကြည့်ပါလေအဲ့တော့ဒါကိုထွေးရလို့ကျွန်တော်မသုံးလုံးကြပါဘူးဒါပေမဲ့မိတ်ဆွေတို့ကိုသဘောတရားနားလည်အောင်ကျွန်တော်ပြပြီးတာပါအဲ့တော့မီးထောလိုက်တဲ့နေရာမှာလည်းဖြူဖြူမုံမုံဖြစ်မယ်ဒီအောက်ကနေရာမှာစီကြည်ပြီးတော့ပို့ပြီးတော့လင်းနေမယ်အဲ့ကျတော့ထွေးတယ်ဆိုတာဒီလေဒီလိုမျိုးမုံမုံထွေးထွေးလေးဖြစ်သွားမျိုးဆိုလိုတာပါအဲ့ကျတော့ထွေးတာဒီလေအခွန်ကနေပြီးတော့လာတာပါမိတ်ဆွေတို့သတ်ထားသတ်မှတ်ထားမှာဒီကျောက်သားပိတ်တာဒီလေအခွန်ကနေလာတာပါကျောက်သားထွေးရဒီလေအခွန်ကနေအဓိကဖြစ်တည်ရပါ ကြောက်သားမုံတာတွေလည်းအခွန်ဒီရန်နေလျှော်ရဒါတွေကနေဖြစ်တည်တာပါကြောက်သားချွဲတာဒါတွေလည်းရန်လျှော်အခွန်အကျော်မိတ်ဆွေတို့ကိုရှုံငုံပြီးပြောရမယ်ဆိုရင်အဓိကဖြစ်တည်တာဒီကတော့ကျွန်တော်တို့အခွန်ပါတို့ပင်မဲ့အခွန်နဲ့ပြောလိုက်မယ်ဆိုရင် အခွန်ဆိုရင်ရန်ရလျှော်ရပါတွဲပြီးပြောရမှာပါအဲ့ဒါကဘာကိုအဓိကထားပြီးမိတ်ဆွေတို့ရှင်းပြမလဲဆိုရင်ကျွန်တော်တို့ကားတစီးမောင်းတယ်လို့ပါပဲဥပမာကားမောင်းမယ်ဆိုရင်ကျွန်တော်တို့ဘရိတ်ရလီဗာရစီယာတန်ရ ဓာရီကိုတည်တည်ချာချာတွဲပြီးတော့နားလည်မှသာလေတွဲပြီးတော့ထိညိတက်မှသာလေကာမောင်းမှဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကြောက်စိမ့်မှာဆိုရင်လေကြောက်စီကြောက်သားတို့ဒါမျိုးပြောလိုက်ပြီးဆိုတာနဲ့အဲ့ဒါဆိုရင်မိတ်ဆွေတို့ကရမ်းရဲ့ချော်ရဲ့အခွန်ရဲ့အဲ့ဒီသုံးချက်ကိုကောင်းကောင်းနားလည်ထားမှဖြစ်ပါတယ်အဲ့ကြောင့်ကြောက်သားကိုပြောမယ်ဆိုရင်လေရမ်းရှင်ရမ်းချော်အခွန်ဒါတွေကိုသိရမယ်ကျွန်တော်တို့ကဒီကြောက်ရအောက်ကထွေးတာတွေမှုန်တာတွေကြောက်တာကျဲသွားတာတွေဒါမျိုးတွေကိုပြောပြီးဆိုရင်လေရန် ရှော့အခွန်ဒါတွေကိုခြုံငုံပြီးတော့တည်ထားမှာဖြစ်ပါတယ်။အဲ့ဒီတွေကနေပြီးတော့မှဒါတွေအကုန်လုံးကိုမိတ်ဆွေတို့ကတည်ထားပြီးနားလည်ပြီးဆိုရင်ကျွန်တော်နောက်ထပ်ရှင်းပြရမှာဒီရန်ရှော့အခွန်ဒီ၃ချက်ကိုအသေးသေးကျွန်တော်ဆက်ပြီးရှင်းပြပေးပါမယ်။အဲ့ဒီဗီဒီယိုတွေကိုလည်းကျွန်တော်ဆက်ပြီးတော့တင်ပေးပါမယ်။အဲ့ဒါပြီးပြီဆိုရင်ဒီအချက်လက်တွေကိုလည်းမိတ်ဆွေတို့ခွဲပြီးနားလည်အောင်ကျွန်တော်ကကြောက်တင်တဲ့လက်တွေ့ဗီဒီယိုလေးတွေကိုတင်ပေးပါမယ်။အဲ့ဒီလိုတွေတင်လိုက်ပြီဆိုရင်မိတ်ဆွေတို့ကကြောက်သားရဲ့ဒီ ဖြစ်တည်မှုပုံစံအရာလက်ရှိဈေးကွက်ပုံစံအရာကြောက်သားတန်းဘလို့ပုံစံနေရှိတယ်ဆိုတော့လေမိတ်ဆွေတို့တည်သွားမယ်နောက်ချက်ကအဲ့ဒီကြောက်သားတန်းတွေမှာဒီလိုအသက်ခံနေကိုလည်းတည်ထားမယ်ဆိုတော့လေတည်သွားမယ်အဲ့ဒီလိုပြီးပြီဆိုရင်ဒီလိုကြောက်အသားတန်းတွေထဲမှာပဲဒီလိုကြောက်သားပိတ်သွားတာတွေဖြစ်နိုင်တယ်ကြောက်သားထွေးသွားတာတွေလည်းဖြစ်နိုင်တယ်ကြောက်သားမုန်သွားတာတွေကြောက်သားရွှဲသွားတာပြီးတော့ပိန်းဥသားဖြစ်သွားတာပြီးတော့ညက်လျှောသားဖြစ်သွားတာဖျောင်းသားဖြစ်သွားတာဝက်သက်စီသားဖြစ်သွားတာဖြူကြီးသားဖြစ်သွားတာလူကြီးသားဖြစ်သွားတာကျဲလင်းသားဖြစ်သွားတာ ကြောက်သားပြတ်သွားတာဒါမျိုးတွေဒီလေဒီကြောက်သားတန်းတွေထဲမှာဝင်နိုင်ပါတယ်ဖြစ်နိုင်ပါတယ်အဲ့ဒါကဘာကြောင့်လဲဆိုရင်အခွန်ရရန်ရလျှော်ရအဲ့ဒီသုံးချက်ကနေပြီးတော့ဖြစ်တည်တာဖြစ်တဲ့အတကြောင့်မလို့ဒီအသားတန်းတွေကိုဒီပုံစံတွေလေဝင်သွားနိုင်ပါတယ်အခွန်မှာဥပမာအဖြစ်အခွန်ကြက်နေတယ်ဒါမျိုးအခွန်ကြက်နေရာမျိုးဆိုရင်ကျွန်တော်တို့ဖြတ်လိုက်တဲ့အခါမှာကြောက်သားပိတ်သွားနိုင်တာမျိုးကိုဖြစ်တတ်ပါတယ်။နောက်ချက်ကကျွန်တော်တို့ကအခွန်မှာဖုံဆုပ်ဆုပ်နဲ့ အခွန်အားမုံမုံကြီးဖြစ်နေရမျိုးဖြစ်နေရင်လည်းကျွန်တော်တို့ဖြတ်လိုက်တဲ့အခါမှာကြောက်သားသည်ထွေးသွားနိုင်တာမျိုးတွေဖြစ်နိုင်ပါတယ်။အဲ့ဒီသဘောတရားမျိုးကိုကျွန်တော်ကရှင်းပြတဲ့သဘောပါ။ဒါကြောင့်မလို့မိတ်ဆွေတို့ကဒီရှက်လက်တွေကိုလည်းနားလည်ပြီးဆိုရင်ကြောက်စီရဲ့ကြောက်သားရဲ့ဒီအချက်လက်တွေကိုနားလည်ပြီးဆိုရင်တော့နောက်ထပ်ကျွန်တော်တို့ကရန်ရှော့အခွန်ဒီအချက်လက်တွေကိုလေ့လာမယ်အခုရှင်းပြခဲ့တဲ့အချက်လက်တွေကိုလည်း အသေးသေးသိအောင်နားလည်အောင်လေ့လာလိုက်မယ်ဆိုရင်ကြောက်စင်းရဲ့အခြေခံသဘောတရားလုံးစုဖြတ်သားအလျှော်တဲ့ဘာပဲလုပ်လို့မိတ်ဆွေတို့အများကြီးအထောက်အကူဖြစ်မှာပါဒါကြောင့်မလို့ကျွန်တော်အခုရှင်းပြခဲ့တဲ့ကြောက်သားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုလည်းမိတ်ဆွေတို့နားလည်မယ်လို့ကျွန်တော်ထင်ပါတယ် နားမလည်ဘူးဆိုရင်လည်းနားမလည်တဲ့အချက်အလက်တွေကိုဒီဗီဒီယိုရဲ့အောက်မှာ comment လေးတွေမှတ်ပေးခဲ့ကြပါကျွန်တော်အသေးစိတ်ပြန်လည်ဖြေကြပေးပါမယ်ပြီးတော့ဒီဗီဒီယိုတွေကိုကြိုင်းနေတတ်တယ်ဆိုရင်ကျောင်းသိပညာကိုတကယ်လေ့လာနေကြတဲ့မိတ်ဆွေများအတွက်အစဉ်ပြေအောင်မိတ်ဆွေတို့ကကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလူများများသိကြအောင် များများ group တွေများများမှာ share ပေးကြဖို့ပြောချင်ပါတယ်အဲဒီတော့ကျွန်တော်နောက်ဗီဒီယိုလေးတွေလည်းအသေးစိတ်ကိုအများကြီးတင်ပေးပါမယ်နောက်တဲ့ကြံရှိနေသေးတဲ့အချက်အလက်တွေကိုလည်းကြည့်တဲ့ပို့ကောင်းအောင်ကြည့်တဲ့ပို့ပြီးအစဉ်ပြေအောင်ကျွန်တော်အတတ်နိုင်ဆုံးအသေးစိတ်ကို ရေးပြပြီးတော့ကျွန်တော်ရှင်းပြပေးပါမယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုများများ share ပေးကြဖို့ပဲပြောချင်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။